ဒါဆိုအုံနောက်ကိုလုံးဝပွင့်သွားစေတဲ့အရာနော်အဲ့ဒါဘာလဲဆိုတော့ validated learning achievement ဘယ်လိုလဲဆိုတော့ကွာဥပမာထား product ABC ထုတ်တယ်ကိုကကိုထင်တာစုစုလည်းအမြဲထင်တယ်စုကုန်ပစ္စည်းမှာစု web series ၄ခုထုတ်ဘူးလေ web series ဆိုတာဒီခနာကို lane နဲ့ body butter scrub နှမျိုးပြီးတော့မျက်နှာသက်အဲ့ဒီမှာဆိုစုကစုထင်တဲ့ lavender နဲ့ပစ္စည်းလေးကပေါက်မယ်ထင်တာဘာလို့လဲဆိုတော့အနံ့ရောဒီကျန်းတာအရန်ပျော့တယ်အဲ့လူတွေအကုန်လုံးကဒီ scrub ဆိုရင်ကျန်းတာပျော့တယ်ဆိုပြီးပြောတဲ့အချိန်မှာအဲ့ဒါထုတ်တော့အဲ့ဒါပေါက်မယ်ထင်တာအဲ့ဒါမပေါက်ဘူးဒါပေါက်သွားလဲဆိုတော့အဲ့ က်ကြမ်းတဲ့ဟာပူပေါက်ဒါမျိုးဆိုရင်ကိုထင်းနေတာဟုတ်လားဟုတ်ဘူးအဲ့ခါမှာပူပြီးပေါက်တဲ့ data ကိုယုံကြည်ပြီးတော့အဲ့ဒီပေါက်တဲ့ဟာကိုပူပြီးတော့ရောင်းအားကောင်းဖို့ညံ့ညားကြင်ညာရတယ်အရင်က psychology နဲ့မတူဘူးเนาะအရင်တော့ဈေးရီဆိုလို့ရှင်မရောင်းရအောင်ဆိုမရောင်းရတာကိုပူပြီးတော့ကြင်ညာချတယ်မဟုတ်ဘူးအခုခေတ်ကအဲ့လိုမဟုတ်ရောင်းရရင်ရောင်းရတာကိုပူပြီးကြင်ညာတယ်ဘာလို့လဲဆိုအလုပ်ဖြစ်တာကိုပဲစီးပွားရေးသမားတွေကလည်းပို့လို့တော့တယ်ဒါတော့ psychology တော့မတူဘူးပေါ့เนาะဒါပေမဲ့အဲ့ဒီ logic ကအမှန်ပဲနောက်တစ်ခုက customer ရဲ့ behavior နဲ့ response တွေအပေါ်မှာလောက်တာ customer ရဲ့ဘာလို့ ုချင်လဲဆိုတဲ့ပုံမူတည်ပြီးလုပ်တာ customer တွေက moisturizer ထုတ်ဆိုရင် moisturizer ထုတ်လိုက်အဲ့ဒါပေါ့တယ်အဲ့ဒါရောင်းရတယ်နောက်တစ်ခုကကြတော့ပါလဲဆိုတော့ခုခုနပြောလို့ထင်မြင်ယူဆချက်တွေမှာတကယ်အမှန်တရားကို validation progress ကိုကြည့်ပြီးတော့ပဲယူဆပါ evidence based ဒီပုံမှာမူတည်ပြီးတော့တိုင်းတာထားတာကိုယုံကြည်ပါ curie